အုံခံပြီးတော့ရွတ်ထားတာဟုတ်ပါပြီအုံအကြောင်းကသိရဲ့လားမသိဘူးနော်မသိဘဲနဲ့ရွတ်ရင်ဒုက္ခရောက်မယ်ဒါမှမဟုတ်ကလေးတွေတခါတလေပြောရတယ်အင်ကြီးတွေဝတ်ထားတယ်နောက်ကအင်္ဂလိပ်စာတန်းတွေပါတယ်မင်းတို့ကောင်တွေဖတ်ထားရလားဒီနောက်ကအင်္ဂလိပ်စာတွေဘာတွေရေးထားမှမသိမော့နဲ့အောင်နော်ဘာရေးထားတာတော့မှမသိဘဲနဲ့သွားဝတ်လို့တခိုးလို့ရေးထားရင်မခက်ပေဘူးလားကိုယ်ကိုကြောင်ညာပြီးသားဖြစ်နေတယ်လေအဲ့တော့ ဘာမပြေးမှာအဲ့ဒီလိုအင်္ဂလိပ်စာတန်းနေနဲ့အင်ကြီးတွေဝို့နေကြတယ်။ဝို့နေတဲ့ကလေးတွေတွေ့ရင်တော့အဲ့လိုပြောမင်းသိရလားမသိမဟုတ်နဲ့တော့အဲ့လိုအဲ့ဒါမျိုးတွေကိုသွားပြီးတော့တွေ့တဲ့အခါကျပြောရတယ်။အဲ့ဒီမှာအုံဆိုတာကိုဘုရားဝါသားတွေကမရွတ်တဲ့နဲ့အရာတစ်ခုဖြစ်တယ်။ဒါကတော့မူရင်းအုံကိုပြောတာနော်။ကိုယ့်ဘာကိုအတိတ်ပဲတစ်မျိုးနဲ့ရွတ်တာကိုပြောတာမဟုတ်ဘူး။ဒီမူရင်းအုံရဲ့အတိတ်ပဲကဘာတော့ဆို အခရာ၃လုံးအရယ်ဥရယ်မရယ်အဲ့ဒီအအခရာရယ်ဥအခရာရယ်မအခရာရယ်ဒီ၃လုံးကိုတတန်နဲ့ထွက်အောင်ဆိုကြည့်အောင်ဟောအဥမအမြန်ကြီးဆိုအောင်ဒါလို့ဖြစ်တယ်မပါစပ်ပိတ်လိုက်တယ်လေအဲ့တော့ဗမာနားထဲမှာတော့အောင်လို့လို့အောင်လို့လို့ဒီလိုခြားထဲမှာကြားလိုက်မယ်နော်ဒါအိန္ဒိယဟိန္ဒူတွေရွတ်တဲ့စကားလုံး ဘာကိုရည်ညွှန်းတာတော့ဆိုအကဗြမာရဲ့နောက်ဆုံးမရဲ့နောက်မှာအရှိတယ်အဲ့ဒီကအကိုဗြမာကိုရည်ညွှန်းပြီးတော့အဘိစနုမြန်မာတွေကဘိတနိုးလို့ခေါ်တယ်ဘိတနိုးနတ်ကြီးသူတို့ဝါဟာရနဲ့ဘိစနုအဲ့ဒီကဥရှိဗံတိဝနတ်ကြီးရဲ့နောက်ကအခရာစလုံးကမအဆုံးနဲ့ရှိဗံလို့ခေါ်တယ်အဲ့ဒီကမအဲ့ဒီအာဥမသုံးလုံးကိုကြည့်ပြီးတော့ မြမာရဲ့ဘိသနိုးရဲ့တိဝရဲ့ကိုးခွေတဲ့ဟိန္ဒူတွေရွတ်တာအဲ့ဒါเนาะအဲ့တော့ဗုဒ္ဓဘာသာနဲ့မှမဆိုင်တာလေမဆိုင်မိမဲ့လို့အုံနေကြတာပဲဘာလို့အုံမှမသိဘူးအဲ့တော့ဟိုမသိရင်မသိတာလောက်ထားတော့မကောင်းဘူးပေါ့နော်သိမှပဲကောင်းတယ်တခါတနေကြတော့ဟိုမသိပဲလို့ရင်တနည်းအားဖြင့်သိတဲ့လူနဲ့တွေ့ရှက်စရာကြီးပေါ့နော် ရှက်စရာကြီးစာပြောပြအောင်မယ်တခုဂျပန်နေဂျပန်နေဝင်လာပြီးတော့ပြန်ဆုတ်သွားတဲ့အခါကျတော့ဗမာပြည်မှာဒီမိလာခွဲ့အိုးဆိုတာစတီးနဲ့ပါနဲ့ဒီလိုတုံးတာရှိမှမရှိသေးတာအဲ့ဒါเนาะဂျပန်ခေတ်မှာအဲ့ဒီလိုအိုးတွေပါလာတယ်အဲ့ဒီအိုးတွေ့တဲ့အခါကျတော့တောကလူတွေပေါ့ကောက်ပြီးတော့ဟာ ကောင်းတယ်ဆုံးထဲလို့ကောင်းတယ်ဆိုအဲ့ဒါသွားရောတကယ်တကယ်နော်အဲ့တချို့ကတော့အဲ့ဒီအဖုံလေးလှတယ်ဆိုရေဘုံလှုပ်တာတကယ်ဖြစ်တာအဲ့ဒါတောရတယ်မှာအဲ့ဒီမှာတကယ်ဖြစ်ခဲ့တာလေပြောတာဘုန်းကြီးကအသက်ကြီးတော့ရှေ့မီနောက်မီမီခဲ့ဂျပန်ခေတ်မတိုင်ခင်ကမွေးတာဆိုတော့ဒါတွေအကုန်လုံးသိခဲ့ဟိုလူပြောဒီလူပြောနားထဲမှာမှတ်မိနေတာဒါတွေက ဲ့တော့ဒါမျိုးတွေကမတိပဲနဲ့သွားပြီးတော့အသုံးပြုရင်အတော်ဆိုးတဲ့ကိစ္စတွေပဲเนาะအတော်ဆိုးတဲ့ကိစ္စတွေဘာသုံးတာတုံးလို့ဆိုတာသိဖို့လိုအပ်တယ်ပေါ့အဲ့တော့အခုလည်းအတူတူရဲ့အုံဆိုတာဘယ်လိုအိဓိပ္ပာယ်ရှိတာတုံးမရွတ်ခင်ကမေးဖို့ကောင်းသေးတာပေါ့မတိပဲနဲ့ရမ်းအုံနေလို့ရှိရင်တော့အဲ့ဒါအိဓိပ္ပာယ်မရှိရရောက်သွားတာပေါ့ကိုကိုကိုယ်တာက တခြားရွတ်နေတာကတခြားဆိုတော့ လလုစွာမလုမစွာနိုင်ဘူးเนาะ